အာဘွဲရပြီးတဲ့ចောင်းသားចောင်းသူမိသူမဆိုပေါ့เนาะဥပမာ BUC ရပဲចောင်းပြီးတာပဲဖြစ်ဖြစ်တခြားတက္ကသိုလ်တွေရပဲចောင်းပြီးတာပဲဖြစ်ဖြစ်ပြည်တွင်းရနေပဲចောင်းပြီးတာပဲဖြစ်ဖြစ်ပေါ့เนาะအမားတို့စီမှာ Master Program ရှိပါတယ်အမားတို့ရဲ့ Master Program ကဒါ BUC ရဲ့ထူးခြားချက်ပေါ့เนาะမားတို့ BUC Education Service ကအဓိကကဒီ UK US Australia Canada Switzerland နောက်ပြီးသွားတဲ့ခါကျရင်ဒီ Euro country တွေဖြစ်တဲ့ပေါ့နော်ဂျာမနီတို့အိုင်ယာလန်တို့ဖင်လန်တို့အပါအဝင်စင်ကာပူထိုင်းမလေးရှားစတဲ့နိုင်ငံတွေမှာနိုင်ငံသားကိုចောင်းသားတက်မဲ့ចောင်းသားចောင်းသူတွေအတွက်ကိုအဓိကចောင်းတက်ဖို့တွေ visa process တွေနဲ့ scholarship ရှောက်ဖို့ procedure တွေအတွက်ကိုအစဆုံးတာဝန်ယူဆောင်ရွက်ပေးနေရဖြစ်ပါတယ်ဒီတိုင်းလာတဲ့ င်ရှိတဲ့ကောလိပ်အသီးသီးမှာတောင်းရှိတဲ့လူချင်းများနဲ့အဲဆာနယ်သတင်းမီဒီယာများကိုအရင်ဦးဆုံးမင်္ဂလာပါလို့နှုတ်ဆက်ကြပါရစေ။အာညီမကတော့ဒီ British United College ရဲ့ Senior Education Consultant မမိုလို့ခေါ်ပါတယ်။အာညီမတို့ British United College ဟာဆိုလို့ရှိရင်ကျန်ကုန်မြို့ရဲ့တောင်ဝင်းမြို့နယ်မှာရှိတဲ့ဦးချမောင်ပင်ရဲမှာ Campus ABC ဆိုပြီးတော့ဖွင့်လှစ်တင်ကြားနေပါတယ်။ ဟုတ်ကဲ့ဒီအမားတို့ BUC မှာဆိုလို့ရှိရင်ဒီ University of Sanalan ပေါ့လက်ရှိ UK မှာဆိုလို့ရှိရင်အာ University Ranking 27အဆင့်ရရှိထားတဲ့ University of Sanalan ကနေတိုက်ရိုက်ပေးအပ်နေတဲ့ဒီ MBA program အဲ BA Honors in Business Management BSc Honors in Computer Science ပေါ့စတဲ့ program တွေကိုအချိန်တိုအတွင်းမှာပဲတက်ရောက်လို့ရပါတယ်ရှင်။မတို့ BUC Education Service ကအဓိကဒီ UK US Australia Canada Switzerland နောက်ပြီးတော့တဲ့ခါကျရင်ဒီ Euro country တွေဖြစ် ြစ်တယ်ပေါ့နော်။ဂျာမနီတို့အိုင်ယာလန်တို့ဖင်လန်တို့အပါအဝင်စင်ကာပူ၊ထိုင်း၊မလေးရှားစတဲ့နိုင်ငံတွေမှာနိုင်ငံသားကိုကျောင်းသားတက်မဲ့ကျောင်းသားကျောင်းသူတွေအတွက်ကိုအဓိကကျောင်းတက်ဖို့တွေ visa process တွေနဲ့ scholarship ရှောက်ဖို့ procedure တွေအတွက်ကိုအစားဆုံးတာဝန်ယူဆောင်ရွက်ပေးနေရဖြစ်ပါတယ်။ အာအမတို့ဒီ British United College မှာဆိုလို့ရှိရင်ပေါ့နော်မြန်မာနိုင်ငံမှာဒီ Grade 12နောက်ပြီးတော့ဒီ GED IGCSE ပေါ့နော်အာစတဲ့ High School ပြီးထားတဲ့ကျောင်းသားကျောင်းသူတွေဟာဆိုရင်အရင်ဦးဆုံးဒီ International Foundation Program ကိုစပြီးတော့တက်ရောက်ရတယ်အဲဒီ International Foundation Program ဟာဆိုလို့ရှိရင် High School နဲ့ဒီ University Level ကြားမှာလိုအပ်နေတဲ့ဒီ Academic အင်္ဂလိပ်စာစကေးတွေပြီးရင်ဒီ assignment စကေးတွေ presentation စကေးတွေ project စကေးတွေပေါ့နော်အာနောက်ပြီးတော့ critical thinking စကေးတွေစတဲ့ဒီလိုမျိုးအချက်လက်တွေကိုတေချာလေ့ကျင့်သင်ကြားပေးတဲ့အတန်းလေးဖြစ်တယ်နောက်ပြီးတော့အမားတို့ရဲ့ foundation program ဆိုလို့ရှိရင်လည်းအာဒီ foundation program 6လပြီးတဲ့အခါမှာပေါ့နော်ကလေးတွေက option တွေ အများကြီးရွေးချယ်စရာရှိရယ်မြန်မာနိုင်ငံမှာပဲစက်တက်မလားဒါမှမဟုတ်လို့ရှင်ဒီပြပမှာပေါ့နော် နိုင်ငံတကာ University ပေါင်း900ကျော်မှာဘာသာရပ်ပေါင်း200ကျော်ကို ပထမနှစ်ကနေစပြီးတော့ရွေးချယ်တက်ရောက်လို့ရတဲ့ program လေးဖြစ်တယ်ပေါ့နော် နောက်ပြီးတော့ကလေးတွေအားဆိုရင် oversea မသွားဘဲနဲ့မြန်မာနိုင်ငံမှာပဲဆက်လက်တက်ရောက်မယ်ဆိုလို့ရှိရင်အမတို့ BUC မှာပဲပေါ့နော်အာ higher diploma in business higher diploma in infocon technology ဆိုတဲ့ဒီဘာသာရပ်တွေကိုသူတို့စိတ်ကြိုက်ပေါ့နော်သူတို့ဝါသနာပါတဲ့ဘာသာရပ်တွေကိုဆက်လက်ပြီးရွေးချယ်တက်ရောက်လို့ရတယ်ဒီ higher diploma program တွေအားဆိုလို့ရှိရင်လည်းအချိန်တစ်နှစ်ပဲတက်ရောက်ပြီးတော့သူက UK University တွေရဲ့ second year ပြီးရတယ်ညီမျှတာဖြစ်တဲ့အတွက်ဒီအတန်းပြီးပြီဆိုတာနဲ့သူတို့ကနောက်ဆုံးနေ final year ကိုဆက်လက်တက်ရောက်ရမှာဖြစ်တယ် ယ်ပေါ့နော်အဲ့တော့မမတို့ BUC မှာပဲ final year ကိုဟိုဒီ select တက်ရောက်လို့လည်းရတယ်။ overseas ကို UK, Singapore, Switzerland စတဲ့နိုင်ငံတွေကိုလည်း transfer သွားမယ်ဆိုလို့ရှိရင်လည်းသွားလို့ရတယ်။ ပေါ့နော်အဲ့တော့အမားတို့စီမှာဆိုရင်ကလေးတွေကရွေးချယ်ကြတာက BUC မှာဒီ final year ဆက်တက်မယ်ဆိုရင် BA Honors in Business Management နဲ့ BSc Honors in Computer Science အတန်းတွေကိုဆက်လက်ပြီးတော့ရွေးချယ်တက်ရောက်လို့ရတယ်နောက်ပြီးတော့ဒီ final year အတန်းတွေဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံမှာပဲ HNE program တို့ AVE တို့ MCC တို့ level 4 5ပြီးထားတဲ့ចောင်းသားចောင်းသူတွေကနောက်ဆုံးနှစ်အတန်းကိုတိုက်ရိုက်တက်ရောက်လို့လည်းရပါတယ်ရှင် ဟုတ်အာဒီအတန်းရဲ့ဘွဲတွေကိုတော့အမားတို့ ਨੇ fully franchise ရယူထားပြီးတော့ partnership ရယူထားတဲ့ University of Sanaland ကပဲဓာတ်ရိုက်ပေးအပ်တဲ့ဒီဂုံလူတန်းဘွဲတွေကိုရရှိမှာဖြစ်ပါတယ်ရှင့်မအားတို့အဓိကလုပ်ပေးနေတဲ့ service တွေကအခုဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံမှာပေါ့နော်ចောင်းသားចောင်းသူတွေကအခုနိုင်ငံចောင်းចောင်းသားတက်တော့မယ်ဆိုလို့ရှိရင်ကိုက ိုပြီးထားတဲ့ qualification ပေါ်မူတည်ပြီးတော့ဘယ် university တွေကိုသွားတက်တင်နေပြီးတော့ဘယ်လို program မျိုးတွေကိုလေ့လာတင်နေပြီးတော့ကိုယူကြမဲ့ဒီ procedure education pathway ပေါ်နဲ့ပတ်သက်ပြီးတော့သိစိတ်သိစေဖို့အတွက်ကိုမတို့အရင်ဆုံး education consultant အနေနဲ့မတို့ free consultation လုပ်ပေးပါတယ်။အဲဒါပြီးသွားတဲ့ခါကျလို့ရှိရင်ကိုခုကျောင်းတွေကိုရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ရမှတ် qualification ပေါ်မူတည်ပြီးတော့မတို့နိုင်ငံတကာတက္ကသိုလ်တွေမှာဆိုလို့ရှိရင် high rank တွေရှိတယ်နောက်ပြီးရင် top ranking university တွေရှိတယ်ကို ပြီးထားတဲ့ပညာရေးချင်းပေါ်မူတည်ပြီးတော့မတို့ကအဲ့ University ကိုလည်းအဓိကကြောင်းလျှောက်ပေးတယ်။နောက်ပြီးရင် Visa Application တွေတင်စီစဉ်ပေးတယ်ပေါ့နော်။ဒါအပြင် Korea Scholarship ကိုလည်းအဓိကလျှောက်ထားပေးတာဖြစ်တဲ့အကြောင်းမလို့ Scholarship ချုပ်တင်ပြင်ဆင်ရမယ်ပြင်ဆင်ပုံတွေနောက်ပြီးတော့တဲ့က Visa ကိုအခုနောက်ပိုင်းဆိုလို့ရှိရင်လိုအပ်တဲ့ Interview တွေရှိရဲပေါ့နော်။ Interview တွေရှိရဲဆိုရင်လည်းမတို့ဘက်ကနေ Visa Interview တွေကိုလည်း Practice လုပ်ပေးပါတယ်။အဲပြီးတော့တဲ့ခါကျရင်ကျောင်းသားတွေကအခုကျောင်းသားတော့မယ်ဆိုလို့ရှိရင်ဒါကျောင်းကိုမသွားခင်ယူသွားရမယ်ပစ္စည်းတွေရှိမယ်။ကျောင်းရောက်တဲ့ခါကျရင်ဆက်လုပ်ရမယ် Visa Process တွေရှိတဲ့ဟာတွေကိုမတို့အနေနဲ့ Pre ဒီ departure session ပေါ့နော် pre departure session လေးကြီးစီစဉ်ပေးတယ်။နောက်ဒါသူများနိုင်ငံမှာကျောင်းသားတက်ပြီဆိုလို့ရှိရင်ဒါ student hostel လေးပေါ့နော် student hostel တွေ accommodation တွေကလည်းအရေးကြီးတယ်။ဒီအတွက်ကိုလည်းအမားတို့ကစီစဉ်ဆောင်ရွက်ပေးပါတယ်။နောက်ပြီးတော့လို့ရှိရင်ဒါ ticketing နဲ့ medical check up procedure တွေဒါတွေအစအဆုံးအားလုံးကိုမားတို့ဘက်ကနေ one stop service အနေနဲ့ကူညီဆောင်ရွက်ပေးပါတယ်ရှင်။ ဘွဲရပြီးသားတဲ့ចောင်းသားចောင်းသူမိသူမဆိုပေါ့เนาะဥပမာ BUC ရပဲចောင်းပြီးတာပဲဖြစ်ဖြစ်တခြားတက္ကသိုလ်တွေရပဲចောင်းပြီးတာပဲဖြစ်ဖြစ်ပြည်တွင်းကနေပဲចောင်းပြီးတာပဲဖြစ်ဖြစ်ပေါ့เนาะအမားတို့စီမှာ Master Program ရှိပါတယ်အမားတို့ရဲ့ Master Program ကဒါ BUC ရဲ့ထူးခြားချက်ပေါ့เนาะ Master Program မှာဆိုလို့ရှိရင်ပတ်ဝေး2မျိုးရှိပါတယ်ပထမပတ်ဝေး2မျိုးอ่ะဆိုလို့ရှိရင် British United College မှာပဲ Post Graduate Diploma in Management Studies ဆိုတဲ့အတန်းကိုသူက6လတက်ရမယ်ဒီ Program ကဆိုလို့ရှိရင် TMC Academy Singapore ကနေတိုက်ရိုက် က်ပေးရထားတယ်ဒီ program ကိုလာတက်ပြီးရတယ်ចောင်းသားចောင်းသူတွေကဒီကိုယ့်ရဲ့အလုပ်ကိုင်းအခွင့်အလမ်းအတွက်ကိုပြီးရင် overseas အတွေ့အကြုံယူရင်းနဲ့ UK မှာရှိတယ်အမတို့ရဲ့ University of Sunderland ရဲ့ main campus တွေဖြစ်တယ် London campus ရဲ့ Sunderland campus ရဲ့ဒီ campus တွေမှာအချိန်9လပဲတက်ရောက်ပြီးတော့ဒါပတ်တိုင်းကြော်တွေပဲလုံးလို့ရတယ်နောက်ပြီးတော့အာဒီဘွဲ့ရပြီးသွားတဲ့အခါမှာចောင်းပြီးလို့သူတို့တွေဒီ graduate work visa ပေါ့เนาะအာဒီ16လလဲလက်ရှိချိန်ထိဒါရရှိနေရယ်ပေါ့เนาะဒီလိုမျိုးအခွင့် န်းတွေလည်းရှိတဲ့အတွက်ကိုမတို့စီမှာဒီ ထမ6လပြီးတာနဲ့ UK ကို transfer program သွားကြတဲ့သူတွေလည်းရှိတယ်။အဲတချို့ကြတော့လည်းဒီမြန်မာနိုင်ငံမှာပေါ့နော် executive level တွေ management level တွေပြီးရင်အာဒီကိုပိုင် လုပ်ငန်းကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်နေကြတဲ့သူတွေကကြတော့အမတို့ BUC မှာပဲ MBA program ကိုဒီ session လနှစ်နှစ်အချိန်ပြည့်တက်ပြီးတော့ဒီ university ရောဆန္ဒလမ်းကပဲဓာတ်ရိုက်ပေးပြီးဓာတ်ရိုက်ပေးတဲ့ master ဘွဲတွေကိုအပြီးထိရယူကြတယ်ပေါ့နော်။ပြီးတော့အမတို့စီမှာဆိုရင်ဒီ BUC မှာတက်ပြီးတော့သူက university ရောဆန္ဒလမ်းကိုလေ ယ်။ဘွယ်နှင်းသဘင်ခမ်းမကိုလည်းသွားပြီးတော့တက်ရောက်လို့ရတယ်။ BUC မှာဆိုလို့ရှင်လဲအမတို့ကနှစ်စဉ်တစ်တိုင်းနိုဝင်ဘာလမှာအမတို့ဒီ Lodi Hotel မှာပဲအမတို့ဒီ graduation ခမ်းနားတွေကိုကျင်းပတယ်ပေါ့နော်။အကယ်၍ကလေးကိုတိုင်က TMC Academy မှာတော့၎င်းအာဒီ UK University of Sanaa မှာတော့၎င်းဘွယ်အနှင်းသဘင်ခမ်းမတွေသွားယူခြင်းလဲဆိုလို့ရှင်လဲသွားပြီးတော့ယူလို့ရပါတယ်။ပြီးတော့ မတို့ရဲ့ master program ကလည်းဒါចောင်းသားចောင်းသူတွေအတွက်တက်ရတဲ့အခါမှာကိုယ့်ရဲ့လုပ်ငန်းခွင်အတွက်ရောဒါအဆင်ပြေပြီးနဲ့တက်ရလို့ရအောင်လေအဲဒီ program ကိုလည်းစနေတနင်္ဂနွေတွေမှာပဲမတို့ကဖွင့်လှစ်တင် जा ပေးရဖြစ်တဲ့အတွက်လက်ရှိတက်ရနေတဲ့ចောင်းသားចောင်းသူအကုန်နှီးပါပေါ့เนาะဒါတိုက်နှစ်တက်ကြပါတယ်အအချိန်လဲ flexible ဖြစ်တယ်ပြီးရင်ဆရာဆရာမတွေကစပေါ့เนาะမတို့ BUC မှာတင် जा ပေးတဲ့ဆရာဆရာမတွေကလည်း UK ဒီနောက်ပြီးတော့ US တို့ဒီပြီးရင် Singapore တို့စတဲ့နိုင်ငံတွေကနေ master PhD တွေရရှိထား ားပြီးတော့ University of Sanalan ကနေဓာတ်ရိုက်ခွင့်ပြုချက်ရတဲ့ဆရာဆရာမတွေကပဲအမတို့ BUC မှာသင်ကြားခွင့်ရရှိတာဖြစ်ပါတယ်ပေါ့ မတို့မှာဆိုလို့ရှိရင်ခု scholarship ပေးနေရရှိပါတယ်ဒါတချို့ကျတော့ဒါနိုင်ငံသားကိုအကြောင်းသွားတက်ချင်တယ်ဒါပေမဲ့ဟို budget ပေါ့နော် budget အဖြစ်ဆိုလို့ရှိရင်အများကြီးမသုံးချင်တဲ့ကျောင်းသားလေးဆိုအခုနောက်ပိုင်းမှာမတို့ Europe ဘက်မှာ scholarship ပေးတာလေးရှိတယ်အဲနောက်ပြီးရင် UK ဘက်ပေါ့နော် UK ဘက်ဆိုလို့ရှိရင်မတို့ဒါ master program သမားတွေအတွက်ကောနောက် bachelor program သမားတွေအတွက်ဆိုလို့ရှိရင်လည်းအမတို့ကပေါင်9000ကနေပြီးတော့ပေါင်12000အထိပေးတဲ့ university လေးရှိပါတယ်ဒါအရှိတောင်အာရှဘက်မှာဆိုလို့ရှိရင်မတို့ Singapore Thai Malaysia ပေါ့နော် Singapore မှာဆိုလို့ရှိရင်မတို့နဲ့ချိတ်ဆက်ထားတဲ့ဒီ partner university တွေမှာဆိုလို့ရှိရင် up to 100% PO scholarship ရနိုင်တဲ့အခွင့်အလမ်းတွေရှောက်လို့ရတဲ့လမ်းကြောင်းတွေအများကြီးရှိပါတယ်။အဲဒီလိုမဟုတ်ဘဲနဲ့ကိုကအကယ်လို့ပေါ့နော် Euro country ဘက်ကိုသွားကျင်နေဆိုလို့ရှိရင်မတို့ Germany တို့ Ireland တို့ Finland တို့ဘက်ကိုသွားမယ်ဆိုလို့ရှိရင်လည်းမတို့မှာ vocational program pathway လေးတွေကိုလည်းဈေးတက်တက်တသာပညာသင်ဆေးတက်တက်တသာ study grant လေးတွေနဲ့အတူတက်ရောက်လို့ရတဲ့ program pathway လေးရှိရတဲ့အတွက်ကြောင့်မလို့နိုင်ငံခြားအကြောင်းသားတက်မယ်အကြောင်းသားကျောင်းသူတွေအနေနဲ့ကိုသာပညာရေးမှာအမြင့်ဆုံးကိုပြီးဆုံးနိုင်မယ်ဆိုလို့ရှိရင်တော့ဒီ scholarship တွေနဲ့အတူတက်ရောက်လို့ရပါတယ်လို့ပြောချင်ပါတယ်ရှင်။အမားတို့ဒီ British United College လိပ်ရှာဆိုလို့ရှိရင်အာဥချင်မောင်အိမ်ယာပေါ့နော်ဒီရန်ကုန်တာမွေမှာရှိတယ်ဥချင်မောင်အိမ်ယာဥချင်မောင်လန်တာမွေမြို့နယ်မှာရှိပါတယ်အမတို့က British United Campus က Campus ABC ဆိုပြီးတော့ဥချင်မောင်အိမ်ယာထဲမှာပဲ Campus ၃ခုရှိပါတယ်ဒီအိမ်ယာထဲမှာလည်းဒီ Education Consultant အနေနဲ့အတူလာရောက်ဆွေးနွေးရင်းနဲ့အကြောင်းကိုလည်းလာပြီးတော့လေ့လာလို့ရပါတယ်နောက်ပြီးတော့အမတို့ဒီအကြောင်းကိုကိုယ်တိုင်မလာနိုင်သေးခင်မှာပေါ့နော်ဖုန်းနဲ့ဆက်သွယ်မေးမြန်းချင်တယ်ဆိုရင်အမတို့ BUC ရဲ့ hotline ဖုန်းတွေဖြစ်တဲ့အာ39 6 26 96 9993996996993996992996992တို့ကိုဒါရိုက်ဆက်သွယ်ပြီးတော့မေးမြန်းစုံစမ်းလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် 2028မှာကျင်းပမယ့်ဒီ Education Expo ပေါ့เนาะဒါတတိယအကြိမ်မြောက်ပေါ့เนาะ Education Expo မှာတောင်းတဖို့အခွင့်အလမ်းတွေရောအများစွာရှိတဲ့ဒီတက္ကသိုလ်ပေါင်းများစွာ ਨੇ အမတို့ကတခြားလေးဆွေးနွေးပေးသွားမှာဖြစ်လို့အဲဒီလာမယ့်ဒီ2028 28မှာအာဒါအမတို့ British United College အပါအဝင်တခြားကျောင်းတွေလည်းအများကြီးရှိတာမို့လို့ဒီပွဲလေးကိုလာရောက်ဖို့အတွက်လည်းအမတို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်